ငလီဘီးကြောင့်အသက်ပေးရတော်မူသခင်မိသားစုကိုကတင်ပေးခဲ့တဲ့ခွေးကလေး ငလင်းပေးကြောင့်လူအများရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုပေးလိုက်ရတာအားလုံးလေးသိပါပြီ။ငလင်းကရုတ်တရက်ထောက်လုပ်ခဲ့တာမလို့လူအများကပြေးချိန်တောင်မှမရှားလိုက်ဖ ೇನೆ အဆောက်အဦပြိုကျကပြီးသွားခဲ့ရတာပါ။အခုလိုအဖြစ်မျိုးကိုကြုံတွေ့ကြရတဲ့မိသားစုတစုကတော့အသက်မရတော့မယ့်အနေအထားကနေခွေးလေးတစ်ကောင်ကြောင့်လොမြောက်ခဲ့ရပါပြီ။သခိုင်းမျိုးနေထိုင်နေမဲစင်မေးထိုက်တော်မိသားစုဟာခွေးလေးတစ်ကောင်ကိုမွေးထားခဲ့တာပါ။အမွေကောက်ကောက်လေးတွေနဲ့ချစ်စရာကောင်းတဲ့ခွေးသေးမျိုးစားလေးဖြစ်ပါပြီ။မဲစင်မေးထိုက်တော်မိသားစုဟာခွေးကလေးကိုကလေးတစ်ယောက်လိုချစ်ခင်ပေး းကြတာပါ။ဒါပြင်သေးစိတ်ကစားကျူးဆိုင်ပေးကြတာပါ။ငလင်းလုတ်တဲ့နေ့ကမက်ဆင်မီထိုက်ကစတိုးဆိုင်ဖွင့်ထားတာမလို့စိုက်မရှိနေကြတာပါ။အိမ်မှာကတော့ခွေးကလေးနဲ့တက်80ကျော်ရွယ်အဖွားနဲ့အင်ကူကောင်မလေးတို့သာကြန့်ရှိကြတာပါ။ငလင်းမလုတ်ခင်မှာအဖွားဖြစ်သူနဲ့ကောင်မလေးကဝင်းတကားရဲ့ရှိမှထိုင်နေကြတာပါ။မလုတ်ခင်မိနစ်ပိုင်းလေးလိုမှခွေးကလေးကလမ်းမပေါ်ကိုပြေးထွက်လာကြတာပါ။ခွေးလေးကလမ်းမပေါ်မှာပြေးထွက်တဲ့တွေ့အဖွားနဲ့အင်ကူကောင်မလေးကစိုးရိမ်တကြီးနဲ့ချန်ပီယံကိုထွက်လိုက်ကြတာပါ။ခွေးကလေးကိုကားနဲ့တိုက်မိမှစိုးရိမ်နေတဲ့တွေ့ ောက်ကပြေးလိုက်ကြတာပါအဖွားနဲ့ကာမလေးအပြင်ပြင်ကိုရောက်တဲ့အချိန်မှာတပြိုင်နက်ငလင်ကားလောက်ကလျှက်စစ်တကားကြီးကလဲကျသွားခဲ့ပါရင်ငလင်မလုတ်ခဲ့တော့ကအဖွားနဲ့ကာမလေးကတကားနာမှာထိုင်နေကြတာမလို့တကယ်လို့သာအပြင်မထွက်ခဲ့ရင်နှစ်ယောက်ပင်နေမှာပါတကားကိုတော်တော်ကိုကြီးတယ်လို့မိုင်းနေတဲ့အနေထားလေးမဟုတ်ပါဘူးလျှက်စစ်တကားရဲ့ရှင်နေဆိုရင်အဖွားရဲ့ကာမလေးကအသက်ပါပြောင်းနိုင်တဲ့အနေထားဖြစ်ပါရင်ဒါပေမဲ့ခွေးလေးနာကိုလိုက်ရင်းနေအိမ်ပြင်ကိုလျှောက်သွားတဲ့အတွက်အသက်ဘေးကနေလွတ်သွားခဲ့ရတာပါဒါပြင်အိမ်ကလည်းပျို့ကျပျက်စီးတွေများခဲ့ပါရင်အိမ်ထဲမှာရှိနေမယ့် ဆိုရင်လည်းဘေးရနေရဲ့ကင်းဖို့ကမသေးကြပါဘူး။ဒါပြင်အဖွားကအသက်80ကျော်ရွယ်ဖြစ်တာမလို့ငလင်လုတဲ့အချိန်မှာအိမ်လေးကနေထွက်ပြေးဖို့ဆိုတာလွယ်ကူမှမဟုတ်ပါဘူး။တကယ်ငလင်လုတဲ့မှာကားပေါ်ကိုရောက်နေလို့သာအဖွားအနေနဲ့လက်နာတတသွားကြရတာပါ။ခွေးလေးကသာပြေးမထွက်ခဲ့ရင်တကားကြီးပြိနေမှာဆိုပြီးတော့အဖွားတို့လည်းအလုံးကြီးကြသွားကြတာပါ။ ဒါကြောင့်မလို့မက်ဆင်မာထိုက်တော်မိသားစုကတော့တိရောမိသားစုဝင်တွေရဲ့အသက်ကိုခွေးလေးကကဲတင်ပေးခဲ့တာလို့သာယူဆလိုက်ကြပါရီခွေးကလေးကိုအသက်တကယ်ကျေးဇူးရှိဖြစ်သတ်မှတ်လိုက်ကြပြီးတော့အရှင်နဲ့ကကလေးလေးတယောက်လိုချစ်ခဲ့ရတဲ့ခွေးကလေးမျိုးအခုချိန်မှာနှဆပိုချင်နေကြပါပြီခွေးလေးတွေကငငလင်းလုံးမေဆိုတဲ့အကြောင်းကိုကြိုသိနေတတ်တယ်ဆိုပြီးတော့လိလာမှုတချို့ကတွေ့ရှိထားပါရီခွေးလေးတွေကငငလင်းမလို့ခင်7မိနစ်ဝင်းကျင်လောက်လို့မှကြိုသိနေတတ်တာဖြစ်ပါရီငငလင်းလုံးမေဆိုတော့ကိုဘေးပညာရှင်မလေးကြိုမသိနိုင်သလိုခံမှန်းလည်းမခံမှန်းနိုင်ကြပါဘူးဒါပေမဲ့ဒီလေးတွေကတော့ငငလင်းလုံးမေဆိုတာကြိုသိ အောင်တဘာဝကြီးကပေးဆောင်ထားတာပါ။ဒါပြင်ငက်ကလေးတွေဆိုရင်တော့မိနစ်30လောက်အလိုကလေးကကြိုသိနိုင်တာကိုသိရပါပြီ။ငန်းလေးတစ်ပေးမှာတီလေးတွေကြောင့်အသက်လွတ်ကင်းရတဲ့အဖြစ်တွေကဒီတစ်ခုတည်းတည်းမဟုတ်ပါဘူး။ပြားတွေကြောင့်ဘုံကြီးကြောင့်တကြောင်ကစီအာရိုတွေကအသက်ဘေးကနေလွတ်ခဲ့ရပါပြီ။ ငလင်ဘေးကြောင့်အသက်ပေးရတော့မယ့်သခင်မိသားစုကိုကတည်ပေးခဲ့တဲ့ခွေးလေးပေါ်မှာပရိသတ်တို့ရဲ့အမြင်လေးကိုလေးပြောခဲ့ပေးပါအောင်ရှင်။အဆုံးဒီကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလေးကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီဒီနုပညာရှင်ရဲ့တင်းနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တောင်းမိကြပါနဲ့အောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုစိတ်နှလုံးရှင်လင်းချမ်းမြေကြပါစေရှင်။